မြောင်းလိုင်တို့ရဲ့တိမ်ပေါင်းတောင်းချီစုကို အောင်လာအန်ဆန်ကငင်းပယ်လိုက်တဲ့တဲ့ရင်ကိုရေးပေါ်တင်စာပေးခြင်းပါ रे အောင်လာအန်ဆန်ကတော့သူ့ဘဝရဲ့နောက်ဆုံးထူပွဲကြီးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုးပြီးတကားလာမှာထိုင်းနိုင်ငံမှာသူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ထူးသဖြင့်တော့ Rotan တို့ဖွဲ့ရဲ့ channel เนาะမြန်မာနိုင်ငံမှာရှိတဲ့ သူရဲ့ပြည်သက်တွေအများကြီးကိုသိဆုံးခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာတော့အမေရိကန်နိုင်ငံကိုပြန်သွားခဲ့ပြီဖြစ်တယ်။ဆိုတော့ဒီကြားထဲမှာတော့မေအောင်နိုင်တို့ကနိုင်ငံကုန်းဆောင်နိုင်ခဲ့တဲ့ဒါအောင်လက်အန်ဆန်ကိုဖိတ်ကြားလိုက်တာလေးတွေ့ရတယ်ပေါ့နော်။မြောက်နိုင်ငံကိုပြန်လာပြီးပါဒီနေရာမှာဂုံပြူပွဲလှုပ်ချင်တယ်ပေါ့။ ဒါမဲ့ online answer ဆိုတာကတော်လိုင်းရေးအတွက်ပါဝင်တဲ့သူဖြစ်တယ်။တော်လိုင်းရေးကိုအမြဲတမ်းထောက်ပံ့ထားတာဖြစ်တယ်เนาะ။ဒေါင်းဆန်းစုကြည်ကိုအားပေးတဲ့သူဖြစ်တယ်เนาะ။ Democracy ကိုအားပေးတဲ့သူဖြစ်တယ်။မြန် online တို့ကိုစန့်ကျင်တဲ့သူဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောရမလဲเนาะ။အဲဒရုန်းရောက်ရဲ့မေအောင်လိုင်းနဲ့အောင်လန်ဆန်းရဲ့လမ်းကတန်လန်းလို့ပဲဘယ်လို့မှစုံမှာမဟုတ်ဘူးနော်ဆိုတော့အောင်လန်ဆန်းကိုမေအောင်လိုင်းကတော့တော်တော်လေးကိုအားပေးပါတယ်နော်ဘယ်လိုပြောရမလဲလီးဖြူကလည်းဒါမေအောင်လိုင်းရဲ့အကြိုက်ဆုံးဆိုတော့ကြီးဖြစ်နေတာဟုတ် ဆိုတော့ rock story ဖြစ်နေကကြတော့တော်တော်လေးကိုလေအောင်လာအဆိုင်နောက်ဆုံးပွဲကိုကြီးခဲ့တယ်လို့ကြားရတယ်ဗျမင်းအွန်လိုင်းကအောင်လာအဆိုင်ပွဲလာတော့ကမန္တလေးတက္ကသိုလ်နဲ့တရားပြင်းမွေးနေ့ကိုမန္တလေးမြို့ကိုရောက်ရှိနေတာဖြစ်တယ်ဗောလေဆိုတော့မွေးနေ့ပွဲနောက်နေ့တရားပြင်းနေ့မချင်းပါခင်မှာပဲမင်းအောင်လိုင်းအားဆိုရင်တော့ဖြစ်လေဟို ဟို online answer ပွဲကိုကြီးရှုခဲ့တာဖြစ်ပြီးတော့ online answer နိုင်တဲ့အချိန်မှာထားကုန်ခဲ့တဲ့လူကြားတွေပြဒါကြောင့်မလို့အကစားဝင်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ online answer ကိုဒါသိမ်းပေါင်းเนาะ9000လောက်ပြီးဖို့အတွက်စီစဉ်နေတာဖြစ်ပေမဲ့ online answer က main online တို့ကအဖက်မလုပ်ပြ American နိုင်ငံကိုပြန်သွားခဲ့ပြီလေဖြစ်ပါတယ်เนาะ